ရမြတ်တာစေတနာအဲ့တဲ့ကမြတ်တာကိုကျမတို့ဘယ်လိုသိလဲဆရာမြို့မာရေတသက်မြေသွေထိုးမာရေတသက်မြေတောင်းရင်ဘူးရေချာတာမြစ်တာစလုံးပေါ်အဲ့လိုသိမလားမဟုတ်ဘူးအဲ့လိုသိလို့မရဘူးကဲသင်မုံသင်နီးလေးသိကျင်နေဆိုရင်မေမေတို့ရဲ့ဒီဗီဒီယိုလေးကအကျိုးရှိမှာထင်ပါတယ်အကျိုးရှိရင်လည်းအများသူငါတွေမြန်ရှယ်ပေးပါအောင်နော်โอเคအဲ့ဆိုစပါပြီကျမတို့မြစ်တာဆက်ဖဏီဓာတ်တွေကိုဖဏီကျမတို့ကနော်မြစ်တာတို့ဒီမှာပစ္စတာတို့နော်ဇစ်တာတို့အစ်တာတို့ကျမတို့ဖဏီဓာတ်တွေကိုဓာတ်တွေကိုကျမတို့ကဘာကြောင့် ိသွားမယ်ထင်တယ်လေမေတ္တာကိုခုနကပေါင်းတယ်လို့မပေါင်းမယ်သူတို့မရေးတသက်မြစ်လို့မပေါင်းမယ်နဲ့ဘယ်လိုသင်ရမလဲဆိုတော့ဒါလေးကိုကြည့်ပါအရှိမကျွန်မအပိုင်းတင်မှာပြောခဲ့တဲ့ either a e o n o သင်ယူတရာ a r e e u u a o ဆိုတဲ့မြန်မာစာတရရှစ်လုံးအကြောင်းကိုကျမတို့သိပြီးသားဖြစ်တယ်။အဲ့ဒီတော့ either အဲ့ဒီ either ကဒါကတင်ယိုးတရ A ကိုရေးပြထားတာ။ကျမအမှန်ကကျမတို့ကဒီလိုလေးဒီလိုလေးဒါလေးက either ဒါလေးဒီအရင်တုန်းကမူလတရဒါကမူလတရမူလဧတရဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့ဘယ်လိုဖတ်ရလဲဆိုတော့အေယာလို့ဖတ်ရတာဖြစ်ပါတယ်အေယာဝဒီဒီဟာလေးကိုတွေ့ထွားတွေ့ထူအာယေဧတန်နဲ့ဖတ်ရတာဖြစ်ပါတယ်ရမလားမသိဘူးเนาะအေယာဝဒီပါဆိုကျွန်တော်တို့အေယာတတိဖြစ်နေအေယာဝဒီဟုတ်ပြီလားဒါဆိုလို့ရှိရင်အဲ့ဒီတိုင်းပဲဧတရကိုကျွန်တော်တို့မြင်ပြီဆိုတော့ ਨੇ ကဲဒါဆိုရင်ဧတရအတိတာပဲအဲ့ဒီဧတရပါတဲ့စလုံးတွေကိုဧတရနဲ့ရေးထားတဲ့အဲစလုံးတွေကိုဖတ်တော့မယ်ဆိုရင်ကတ္တဂတ္တစတ္တဇတ္တဓတ္တတတ္တဓတ္တဘတ္တတတ္တကိုကျမတို့ကရှာကိုကြည့်မှဖြစ်ပါတယ်ဒီစလုံးတွေကိုရှာကြည့်ရမယ်ဒီစလုံးတွေကတလုံးလုံးနဲ့တတ်ထားပြီဆိုလို့ရှိရင်အသက်ကလေးတွေဒါအသက်ပေါ့ဟုတ်လားအသက်ပေါ့အဲ့ဒီလိုတတ်ထားပြီဆိုလို့ရှိရင်ကျမတို့ကပါတဲ့တရအတန်ကိုအစ်အတန်ပေါင်းပြီးတော့ ဖက်ပေးရမှာဖြစ်ပါတယ်အတရအတန်ကိုဘာတန်ထွက်ရမလဲအေးအတန်ထွက်ရမလဲဒါကြောင့်မလို့ကျမတို့ဒီနေရာမှာတွေထိုးအတန်လေးပျောက်သွားပြီးတော့မြင့်တာဖြစ်သွားတာပေါ့ပါတဲ့တရအတန်တွေကိုဘာတန်ထွက်ရမလဲအေးအတန်မထွက်ရမလဲဒါကြောင့်မလို့ တဝေထုံးမရေတက်တက်ကိုစလုံးပေါင်းလိုက်ပြီးတော့မစ်ဖြစ်သွားတဲ့အကြောင်းရင်းကိုကလေးတွေကိုဒီမှာရှင်းပြမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာဘာပါတယ်လဲတောင်ရင်ဘူးအသက်เนาะတောင်ရင်ဘူးနှလုံးဆင့်ထားတယ်စလုံးဆင့်သူညီတော်စလုံးနှလုံးဆင့်ထားတယ်အရှိကတောင်ရင်ဘူးတောင်ရင်ဘူးပေါင်းထားတယ်အဲ့တော့အပေါ်အရှိကတောင်ရင်ဘူးဒီအသက်အတန်ဖြစ်မယ်เนาะ အရှိကတောင်းရင်ဘူးဒီဘာဟာတန်ဖြစ်မယ်ပြန်ပြမယ်နော်အရှိကတောင်းရင်ဘူးတူညီသောစလုံးစလုံးပေါင်းထားတယ်အရှိကတာဝင်းဘူးကအသက်အတန်ဖြစ်မယ်ဟုတ်ပြီဒီမှာလဲတဝေထိုးလဲပါသေးတယ်ဒီမှာအာတရပါတယ်နောက်ကတောင်းရင်ဘူးမှာအာတရပါတယ်တာကတော့တာထွက်ပြီဟုတ်ပြီတဝေထိုးရဲ့တဝေထိုးရဲ့မရဲ့တက်သက်ရဲ့ကြံခဲ့တယ်အဲ့ဒါကိုတဝေထိုးရဲ့တဝေထိုးမရဲ့တက်သက်ကိုဘာအတန်ထွက်မလဲတောင်းရင်ဘူးအသက်ကအက်အတန်ထွက်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အခုနာကနော်တာတတတနော် လတသလက်အဲအဲ့လိုကျွန်တော်အလက်တီကျွန်တော်အဲ့လိုပေါင်းခဲ့တယ်ဟောဒါကြတော့မတ်တာလည်းမဟုတ်မတ်တာလည်းမဟုတ်ဘူးဘာလို့လဲဆိုတော့တတ်တဲ့နဲ့တတ်ထိုင်ဘာအတန်ထွက်ရမယ်အေးအတန်ထွက်ရမယ်ဒါကြောင့်မလို့မတ် တက်တက်ကမြစ်ဆိုပြီးတော့ဒီမှာမြစ်အဲဒါပေမဲ့ကျမတို့ကဘယ်လိုဆိုကြလဲမြစ်တာလို့ပဲရက်ပင်းအတန်ပါပြီးတော့ကျမတို့ကဆိုကြတယ်မဟုတ်ဘူးလားဒါရက်ထဲမှာကျမတို့ကနေစဉ်သုံးစကားမှာဆိုတဲ့ဟာမြစ်တာတူဦးမြစ်တာတူဦးစေတနာအမှန်ကတော့ပါဠိရဲ့အတန်တဲ့မှန်ကတော့မြစ်တာပဲဖြစ်ပါတယ်တဲ့ဒါဆိုရင်တဝေထိုးရဲ့မာတက်တက်ကဘာလဲကြောင့်ဘယ်လိုကြောင့် စာလုံးအတက်အတန်ထွက်သွားတယ်ဆိုတာကိုကျမတို့သိဖို့အတွက်ဒီဟာလေးကိုသင်ဝင်သင်ပြန်ဖြစ်ပါတယ်။ဒါကြောင့်ဒီမှာဧဒရသွေထိုးမာရေးဆိုတာဘာတရလဲဧဒရသွေထိုးအာရေးအေးဆိုတာဧဒရသွေထိုးမာရေးမေဆိုတာဘီးတာကွဲသွားတာဧဒရနော်မဒီလေးဝင်သွားတယ်တရကဧဒရအဲ့ဒီဧဒရကိုတက်တက်နဲ့တွဲလိုက်တာနဲ့ပါတဲ့အဲ့ဒီတက်တက်အတန်ကိုကျမတို့က အအတန်းကိုပြောင်းပြီးတော့ဆိုပေးရမှာဖြစ်ပါတယ်ကြောင့်မလို့မေတ္တာဒီမှာဆိုရင်လည်းအဲ့လိုပဲဧတရသွေးထုတ်ပါဆောင်ရေးပေးသွေးထုတ်ဇာခွေရေးဈေးနော်ဒီမှာလည်းဧတရဟုတ်ပြီသွေးထုတ်အာရေးအေဧတရသွေးထုတ်ဇာခွေရေးဈေးဈေးတရဟုတ်ပြီအဲ့တော့ပေးဈေးအေအကုန်လုံးဧတရတွေကိုကျွန်တော်တို့ကဒီမှာပေးကိုစလုံးလေးနဲ့စက်သက်ကလေးနဲ့တွဲတာနဲ့ဘာအတန်ထွဲရမယ်အေအတန်ပဲထွဲရမယ်စက်သက်ကစက်သက်ဒီအေဒါကြောင့်မို့လို့ ဇစ်တာဟောဒီမှာဟောဒီမှာဇာခွဲဒီမှာဇာခွဲဇစ်တာပါတော့ဆိုလို့ရှိရင်လေပစ္စာပစ္စာဒီမှာဆိုရင်ဇစ်ဇာဒီမှာဆိုရင်ဒီမှာဆိုရင်ပစ္စာဒီမှာဆိုရင်ဇစ်ဇာဒီမှာဆိုရင် a ဆိုတော့တက်တက်နဲ့တွဲတာကိုဘာအတန်မထွေးရမလဲဆက်သက်အတန်မထွေးရမလဲဆက်သက်ကအာဆက်သက်အအတန်ထွေးမယ်မဆက်သက်မိပါဆက်သက်ပိမဆက်သက်မိဒါကြောင့်မလို့ ။ဒါကြောင့်အထဒါဆိုရင်ဘာကြောင့်မေတ္တာအတန်ကမေတ္တာအတန်ထွက်တာသွေထိုးမတသက်မြတောင်းရင်ပူရီချာတာမေတ္တာလို့သင်စရာမဟုတ်ဘူးဆိုတာကိုနားလည်သွားပြီထင်ပါတယ်သွေထိုးမတသက်ကမေတ္တာမေထွက်တယ်ဒါပေမဲ့မတူဘဲနဲ့အတင်းအတ္တမကြီးပေါင်းရင်တော့အခုနပတ်သက်လို့ပေါင်းမယ်သွေထိုးမတသက်မြတောင်းရင်ပူရီချာတာမေတ္တာလို့ပေါင်းအောင်မယ်ဒါပေမဲ့သွေထိုးမတသက်မေဆိုတဲ့အတန်ဒီဘာကြောင့် အစ်အတန်ထွက်ရတယ်ဆိုတာကလေးတွေကိုတင်ပြပေးနိုင်ပါမှာကလေးလေးတွေဒီနောင်လာမဲ့သင်ခန်းစာနောင်လာမဲ့ကြီးပြင်းသွားတဲ့အခါမှာသူတို့ကတဆင့်ပြန်ပြီးတော့ဒါလေးကိုမျှော်ဝေပေးနိုင်ဖြစ်ပါမယ်ကျမတို့ငငယ်တုန်းကလည်းဒါတွေကိုတတိရှိချာမတင်ခဲ့ရပါဘူးကိုယ့်ရဲ့သင်စရာမြင်စရာတွေကိုမစော်ကားပါဘူးသို့တော်လည်းကျမထပ်ပြီးတော့မြန်မာစာသင်တဲ့အခါကျမှဒါလေးလိုက်သင်တဲ့ ဘာကြောင့်ငါတို့ဓာတ်တွေမသိခဲ့တာလဲဆိုတော့ဘာကြောင့်ဘာကြောင့်ဆိုတော့ရှာရင်ရှာရင်နဲ့ဖုံဖုံတွေမြှောက်ဝေတာရောတခြားသောဆရာတွေမြှောက်ဝေတာရောပါဠိမှန်သမျှမြှောက်ဝေတဲ့အရာလေးကိုចောင်းသင်ငန်းစာနဲ့လိုက်ရောညီကျွေးတဲ့အရာလေးကိုရှာဖွေရင်းနဲ့သင်ပြပေးထားတာဖြစ်ပါတယ်။ သင်ကန်းစာတွေဆက်မယ်ဆိုလို့ရှိရင်သူ့ရဲ့အဆင့်အဆင့်မြန်မာစာတွေအများကြီးအများကြီးကျေပြန့်ပါသေးတယ်ရှင်။ဒါလေးကတော့ grade 2 grade 3နဲ့ပတ်စင်တာလေးကိုပဲနမူနာထားပြီးသင်ပြခဲ့တာဖြစ်တဲ့အတွက်နောက်ကျွန်တော်တို့အခြေခံမြန်အလယ်တန်းနောက်ထီကိုဒါလေးကိုနားလည်သွားရင်ကောင်းကောင်းလေးဖတ်တတ်ပါတယ်လို့မျှဝေရင်းနဲ့ဒီမြန်မာစာပါဠိပတ်စင်များမျှဝေခြင်းခီးရှိအပိုင်းလေးကိုဒီနေရာမှာတစ်ပိုင်းထပ်ပြီးတော့ရပ်တန့်ပြရသေးရှင်။နောက်သင်ကန်းစာမှာထပ်ပြန်တွေ့ပါမယ်။ကျေးဇူးပါ